မြန်မာနဝချင်တဲ့ကိုအစ်စ်တဆိုင်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရည်သူမေဟိခတ်ဥဒ္ဒတိပါရေးသားထားတဲ့မန္တလေးထူးမောင်နဲ့ပညာတဲ့အလောင်းဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။အလုံးအင်မတန်မှအစွမ်းထက်လာပါတယ်ဆိုတော့ ကြောင်လက်သေးမိကပွဲသားမောင်ချစ်ဟာမရှုမလားဘဝဆုံးခဲ့ရချီပြီ။မန္တထူးမောင်လည်းမိမိရဲ့ချစ်ရသူမင်းကလေးမပန်းကျူနဲ့မင်းဆွေကြီးဦးတန်ငယ်တို့ကိုကယ်တင်နိုင်ခဲ့တဲ့ပြင်ဒါရဲမှအလွန်ထမြက်တဲ့မဟုရဓာတ်နဲ့ရှေကြော်တင်ကိုပါအဖို့ဝင်တူအဖြစ်ရရှိခဲ့ပါတယ်။ကြော်တဲဟာရညွတ်တစ်ခုကြောင့်မောင်ချစ်ကိုလာရောက်လှစားချီထူးမောင်တို့နဲ့ဆုံမိကြတယ်။မြေဟောက်ဖွဲ့လို့ခေါ်တဲ့အစွမ်းထက်ပညာသက်အဖွဲ့စည်းဝင်ဆိုပေမဲ့လေဓာတ်နဲ့ရှေကြော်တင်က မပန်းချူနဲ့ထူးမောင်တို့လိုလွတ်လပ်စွာနေသူလို ဖြစ်ချင်လို့အဖွဲ့ကိုဆက်ကျင်ခဲ့လေပြီ။မြောက်အဖွဲ့စည်းကြီးကနေချက်အစိုးရကိုအာဏာဖီဆန်နဲ့ပြင်ပလောကကပညာသည်တွေကိုဖမ်းဆီးနှိမ်နှင်းပြီးတော့စုကြည်မယူက အသက်မွေးတဲ့ကျေးစာအဖွဲ့စည်းကြီးဖြစ်ပါတယ်။အဖွဲ့ဝင်ဖြစ်ပြီးပြီဆိုရင်လေမတိမချေအဖွဲ့ရမထွက်ရတဲ့စီမင်းတွေလည်းရှိနေပြီးတော့အခုဓာတ်နဲ့ရှဲကြော်တဲ့ကယခုပန်းမြူလိုပဲတစ္ဆာပအမိခံဖြစ်ရချစ်ပြီ။ ဖွင့်ဝင်ဖြစ်ပြီးလည်းမသိမချင်းအဖွင့်ရနေမထွက်ရတဲ့စီမင်းကလည်းရှိနေတော့အခုဓာတ်နဲ့ရှေကြော့တေဟာပန်းပြူလိုပဲတစ္ဆာပါအမိခံဖြစ်သွားခဲ့လိမ့်ပြီ။မောင်ချစ်ကနှိမ်နေပြီးထူးမောင်နဲ့အတူပန်းပြူဦးတန်ငယ်ကြော့ထင်းတို့ဟာမြင်းကြီးမုံမောင်နဲ့အတူတူထွက်လာခဲ့ပါတယ်။ရှေကိုခရီးမဆက်ပဲနောက်ကျောင်းစီကိုသွားနေကြတာကအကြောင်းရှိတယ်။ဦးတန်ငယ်နဲ့ပန်းပြူတို့ဟာထူးဆန်းစွာစီရင်ထားတဲ့အချုံနောက်တန်ခွင်းနေကြောင့်မော်ပြညာတဲ့အတုံးပြူလို့မရသေးဘူး။ ောက်ချက်ကဒီတန်ခွင်တွေကိုမြေအောက်အဖွဲ့ဝင်တူဦးစီကအကူအညီယူပြီးတော့မှချုံနောက်ထားခဲ့တော့တခြားသူတွေကလုံးဝဖြက်စီးပေးလို့မရအခုမောက်ချက်လည်းတေးခဲ့ပြီသူမှကိုယ်တိုင်ကအစဒီတန်ခွင်တစ်ခုကိုဘယ်လိုဖြက်စီးရမလဲမသိတာကြောင့်သူ့ကိုခြေစင်းနေနီလန်းပြပေးနေတဲ့ဆရာဖြစ်သူဦးကာလာစီကိုအကြညာသွားတောင်းကြခြင်းဖြစ်ပါတယ်တရက်ခန့်အကြာမှာတော့လက်ခီးတနေရာမှာအဝေးကစွန်ကြီးတကဝဲလာတာကိုအားလုံးမြင်လိုက်ရတယ်စွန်ကြီးကကောင်းငယ်ထပ်မဝဲရင် ထူးမောင်တို့ရှိရာစီကိုထိုးဆင်းလာတဲ့အခါမှာတော့ကျော်ထေကသူငွေထားတဲ့တဒဝါဖြစ်ကြောင်းပြောပြီးဘဘက်လက်ဖြံပေါ်မှာနားကိုစီတယ်။ဆွနှုတ်တိမှပြည့်ရလေးလေးတစ်ခု ကချီထားပြီးကျော်ထေစာကိုယူလိုက်လိတယ်။အဲနောက်လက်ကိုဆန်းထုတ်ပြီးလို့ဆွကြီးကိုပြတ်ထွက်သွားစေခဲ့တယ်။အားလုံးကလည်းစာလိုက်ထေကစာကိုစိတ်ဝင်တစားဝိုင်းလို့ကြည့်နေကြတယ်။ထူးမောင်ကမျက်လုံးမမြင်ရအောင်ဆိုတော့တခြားလူတွေဖတ်ကြားတာကိုသာနားဆင်ရလိတယ်။စာအတွင်းထဲမှာတော့ ညင်းနဲ့ရှိအမိကမန်းနဲ့ထူးမောင်ခောင်ရဲဖြူအမိကမပန်းဖြူဂလုံးပြဲအမိကဥတန်ကေမဟုရအမိကဓာတ်နဲ့ရှိကြော့ထဲအထက်ပါလျောက်တို့ဟာအင်္ဂလိပ်အစိုးရထံမှဝရမ်းနဲ့စုကြည်ထွက်ပြီးပုံကန်သူများအဖြစ်သတ်မှတ်ထားပြီးဖြစ်လို့တင်းတို့ကိုမြေအောက်အဖွဲ့မှ အထူးအခွင့်အရေးတရားပေးလိုက်သည်တင်းတို့လေးဦးသည် အမိရပေးအစ်မြင့်ပညာသည်တွေဖြစ်ပါရဲ့နဲ့ရာဇဝတ်ဘေးဒဏ်မခံလို့လေကျွန်တို့မြေအောက်အဖွဲ့တို့ ထိုက်တဲ့သောယာလူများဖြင့်ဝင်ရောက်ခုလုံးနိုင်သည်တင်းတို့လက်ဝဲကဆောင်ထားသောမော်မန်နယ်ပရာပတ်ကိုလည်းကျွန်ုပ်တို့မြောက်အဖွဲအလိုမရှိသည်မို့စိတ်ချယုံကြည်စွာတစ္ဆာခတ်လိုပါကခယူနိုင်သည်ဆယ်ရက်အတွင်းအကြောင်းမပြမှာကတင်းတို့အားသဘောအဖြစ်တတ်မှတ်၍မြောက်အဖွဲကပြစ်ဒဏ်စီရပါလိမ့်မည် ရှုဝတ်သောအဆင့်တော်မော်ပညာတဲ့များကြီးစားမြောက်အဖွဲစီကြီးစားသားကိုဖတ်ပြီးတဲ့အခါမှာတော့ထူးမော်အပါဝင်လေဦးသားကတဖြည်းဖြည်းတုံးရကား တဘွားကြောက်စွာနဲ့ရီမောရင်ကျော်တက်ဟာပီဇာလိပ်ကိုဆုပ်ဖြဲပြစ်လိုက်လို့တယ်။သူတို့ရဲ့ရီတဲကြောင့်မြေကြီးမုံမောင်တော်ခြေလမ်းတွေပိုလို့တတ်လာတယ်။ဒီလိုနဲ့ဥကလာတို့ရှိရာတင်းညာစီရဲ့စီမန္နထူးမောင်ရဲ့လမ်းပြမှုနဲ့ခရီးဆက်ခဲ့ကြလေတယ်။ကိုထူးမောင်စမ်းကြည့်တာမမအောင်ဗျ။ဒီတဲ့ငွင်းတွေကိုကျွတ်တို့ထားနဲ့ဖြတ်ကြည့်မယ်ဗျာ။မရပါဘူးဆိုကိုကြော့ထိန်အား။ gain ခမရစိတ်ပေါသွားအောင်စမ်းကြည့်နေဆိုလေ။ရော့ဒါထူးမောင်က ကိုဌာနာတန်တဲ့ဓာတ်ကိုဆွဲချလို့ကြော်ထင်းရလက်ထဲစီကိုပြစ်ပစ်လိုက်တယ်။ကြော်ထင်းကဓာတ်ကိုစားကြည့်။ဓာတ်ကောင်းမယ်။အဲနောက်ကိုဌာနာတန်တဲ့ဓာတ်နဲ့ဓာတ်နဲ့နှချောင်းတို့ရဲ့ဆန်အားတို့ကိုတုံးလို့ဦးတန်ငယ်ရဲ့လက်ကတန်ခွင်းကိုချုပ်ဖြတ်ကြည့်ကြတယ်။လုံးဝမရတဲ့အခါမှာပန်းညူလက်ကိုတစ်ခေါက်ဆက်ပြတ်နေ။ဒီခါမှာလည်းတန်ခွင်းကမပြတ်။ကဲမောပြီလား။ကြောက်မပြောဘူးလား။အေးဗျဒီလိုပညာကဘာမှမဟုတ်တလို့နဲ့ဒီလိုကြတော့လဲ။ တွေးကြည့်ကြောက်စရာကြီးဗျလူ့မထိခတ်ပဲလက်ကဝတ်မှာဖြုတ်မရတဲ့တန်ငွေလေးစွတ်တာနဲ့တည်းဘလို့မှပညာမှသုံးလို့မရဘူးဆိုတာထူးတော့ထူးတာဒါကြောင့်လည်းခမားတို့လိုမြေအုပ်ဖွဲ့ဝင်ဖြစ်နေတာပေါ့ဒီစမ်းမအောင်ဗျခမားတို့ပို့ပြီးရင်းနှီးကြမှာပေါ့ဒီတန်ငွေစီနဲ့သူကဘယ်သူလဲတော့လက်ရှိရောဘယ်ရက်မှနေရတော့အရေးကတော့ဦးတန်ငယ်တို့လောက်ရှိပြီကသူ့ရဲ့မြောက်အမီကတော့တန်လက်ကောက်တဲ့တိုက်ခိုက်ရလေအတော်လေးကိုကောင်းနေတယ် အပြင်မှာတော့သူ့ကိုဘာကြီးထူးလို့လူသိများတယ်။ငါကြားဘူးတယ်ကွာ။ဒါပေမဲ့တင်းတင်းတော့မသိဘူး။ဒါနဲ့ထူးမောင်မင်းရဲ့သေစောမှန်တဲ့ဆန်းနဲ့ဒီတန်ကိုအပူပေးပြီးအရင်ဖြိုးလိုက်လို့မရဘူးလား။ငါကပဲဆရာအတွေ့ပေါ့ကွာ။ဆက်ကြည့်မလားဦးတန်ငယ်။ရတော့ရလိမ့်မယ်။တန်ရည်ပြောလောက်တဲ့အပူဆိုရင်တော့ဦးတန်ငယ်လက်တစ်ချောင်းလုံးနဲ့အယူကြိုင်ကန်ကောက်မော့။အာဒါဖြစ်နေပါစေတော့ကွာ။ မင်းစရာဥကလာကြီးစီပဲရောက်အောင်သွားကြရအောင်။ဥတန်ကခရီးဆက်ရင်လမ်းမှာတွေ့တဲ့အရက်ဆိုင်မှန်သမျှဝင်တောက်လေးရှိတယ်။ဝါကြီးတော်လေးနဲ့လည်းလမ်းကိုပအောင်တဲလေးရှိတယ်။ကြော်ထင်ကတော့လူသိဆိုပေမဲ့ဖော်ရပြီးထူးမောင်တို့နဲ့အတော်လေးကိုအစစ်ပြေးတယ်။ပန်းယူနဲ့ဥကြော်ထင်တို့ကမြေအောက်ဂိုင်းမှာကလေးကမင်းစွေရေးချော်လေးဆိုတော့အထူးမစိမ့်လား။ပန်းယူကတော့မြေကြီးမိုးမောင်ကိုချစ်တယ်လို့လို့နဲ့ထူးမောင်အနာကမခွာ။ထူးမောင်ကတော့ထုံးစားတိုင်း ပန်းဖြိုပညာတဲ့ဖြစ်ပြီးမကောင်းပြောရကောင်းလားလို့စစ်ခုမြေခုနေစေဒီလိုနဲ့နှစ်ရက်လောက်ကြာတော့ဥကလာနေတဲ့တင်းညိုင်လေးကိုအဖွဲလိုက်ရောက်လာခဲ့ကြပါတယ်ဥကလာကတင်းညိုင်ဇေယျပေါ်မှာဟောက်တန်ထွက်လာအောင်နှင်းနှီးချက်ချက်ကြီးအိမ်မောကြနေတယ်ထူးမောက်လဲဓာတ်ကိုထုတ်ပြီးဥကလာရဲ့ကိုပေါ်စီကိုလှမ်းပြလိုက်လေတယ်ဒီကအိမ်နေတဲ့ဥကလာကဟဲ့တပြက်လှောက်ရှားလာပြီးတန်တဲ့ဓာတ်ကိုအယိုးကစီဖတ်လို့ရီရီမောမောနဲ့နှိုးထလာခဲ့တယ်ဘလို့လဲ မင်းကိစ္စအောင်မြင်လာပြီလားကောင်လေးအဖွက်လိုက်ကိုချီတက်လာပါလားကွာကဲလာကြပါဗျာလာကြပါကို့လူတို့ရောက်လာမှတီးလို့စောက်နေရင်အိပ်ပျော်သွားတာပါဦးကလာကထူးမောင်ကိုဓာပြန်ပေးရင်တစ်ဖက်လုံးကိုတင်ညာဇေယျပေါ်စီရေရေရောခေါ်တယ်လို့မိတ်ဆက်စကားဆုလာတယ်ဟုတ်တယ်ဦးကလာရေမောင်ချစ်တော်သွားရှာပြီဗျမိစားတကောင်ရောက်သွားတယ်ဆိုပါတော့ဟုတ်ပြီမောင်ချစ်ကိစ္စကိုရှင်းပေးတယ်ကိုကျော်ထင်ကြီးလည်းပါတယ်ဆိုပါတော့ဗျာ ဓာတ်နဲ့ရှည်ကြော်ထဲဆိုတာအခုမှပဲမြင်မှုတော့တယ်ကွာဟောဒီမှာစုံငွေစည်းနဲ့ပါလို့ကြည့်နေတာကွာဒီမှာကြည့်စားမအောင်မင်းတို့ပုံနေဥတန်ကအရက်မော့ရင်လှမ်းကြည့်လိုက်တယ်တခြားလူတွေကလည်းဥကလာလက်ထက်ကစာရွက်တွေကိုဝါကြည့်ကြတယ်အလိုရှိသည်ဆိုတဲ့စာရန်တွေနဲ့သူတို့ရဲ့ပုံရိပ်အစ်စ်တွေကိုမြင်လိုက်ကြတော့အလုံးကပြိုရှင်သွားခဲ့တယ်မြင်းနဲ့ရှည်စုံငွေတရာချက်ခေါရက်ပြုံစုံငွေ90ချက်ဂလုံးပြန်ဥတန်ကစုံငွေ80ချက် မဟုတ်ရဓာတ်နဲ့ရှည်ကြော့ထင်စုံဝင်90ချက်ဦးတန်ငယ်ဟာမြေအောက်ဂိုင်းသားတွေတဲ့စုံဝင်ပုံများနေတဲ့အတွက်ဂုံယူဝမ်းမြောက်စွာရင်မောကြီးအရက်ကိုဆက်တောက်နေတယ်။ကိုင်းလိုင်းကိစ္စကိုပြောပါဒီလိုပါဥက္ကလာမြေအောက်ဖွဲ့ရအစ်မြေပညာတဲ့တူဦးဖြစ်တဲ့ဘာသူကြီးစီကနေပြီးတော့အချုံနောက်တန်ငွေနှစ်ခုကိုမောင်ချစ်ကအကူအညီတောင်းပြီးဒီကဥတန်ငင်းနဲ့ပန်းပြူလိုလက်မှာချုပ်ထားတယ်။တိပီတိပီဒီတော့ တို့ပြင်ကြတဲ့အာလုံးအချုပ်ခံလိုက်ရပြီဘာမှလုံးမရတော့ဘူးဆိုပါတော့အဟုတ်ပဲဗျာအဲ့ဒါဒီတန်ငွေးတွေကိုဖြက်စီးနေလာပြီးတော့မှအကူကြီးတောင်းတာပါဦးတန်ကြီးခတ်တော့တာပါပဲကွာမင်းတို့တော့ချွတ်မြတာငါကဘယ်လိုချွတ်ပေးလို့ရမှာတော့ထူးမောင်ရဲ့နီးလည်းမရှိဘူးလားမင်းသိတဲ့အတိုင်းပဲလေကွာငါကအိမ်မက်သေးအထက်ကခိုင်းတာပဲလုပ်ပြရတာကွာဒီเจ้าနဲ့ပတ်သက်ပြီးတော့ဘာမှငါ့ကိုအိမ်မက်မပေးကြဘူး ဒါဖြစ်လေဘယ်တက်နိုင်မလဲဗျနောက်ဆုံးနေ့ဖြစ်တဲ့ဘာထူးကြီးကိုပဲတွေ့အောင်ရှာပြီးဖြုတ်ခိုင်းရတော့မှာပေါ့ကဲကျုပ်တို့သွားမယ်ဗျနေပါအောင်ကွာအခုမှရောက်တယ်အဝေးလာရတဲ့အတူတူနားမအောင်ရောက်တော့ရောက်ခါမင်းကိုပြင်ညာပြဖို့ရှိတယ်ထူးမောင်ရဟုတ်သားပဲကိုထူးမောင်ရေကျမတို့လည်းတာမန်လူလိုဖြစ်သွားတော့ခီဝဲနေရတာမောတယ်ဦးကြီးအမအရက်တော့လို့ပင်မနာကိုခန့်နာအောင်မယ်တည့်ရနေ့ရနေပါအောင်ဒီလိုဆိုရင်လည်းကောင်းပါပြီလေ ကုကျော်တိတ်လာပြရာတုံးလေးစကားပြောအောင်ဥကလာလဲခမရကိုတွေ့ချင်နေပုံရတယ်အလုံးကဝိုင်းဖွဲ့ပြီးမော်ပညာနဲ့ဆိုင်ရာစကားဝိုင်းတစ်ခုကိုဖတ်တိလိုက်ကြတယ်ငါဦးသားစကားပြောတဲ့သူကပြောနားတဲ့သူကနားနဲ့တင်တိုင်းမှာစီစီကားကားလေးနဲ့ပျော်စရာကောင်းလာတယ်ပြောကြဆိုကြတော့ဦးတန်ကြီးကမူးတည်တဲ့အချိန်လုံးဝစကားမပြောဘဲညှိနေပြီးအမှုပြေမှာစကားဝိုင်းနဲ့ဝင်လာတယ်ဒါအတူအချိန်တစ်ခုဖြစ်ပြီးမူးနေတဲ့အခါစကားများရဲ့အမှားပါတတ်တာကြတဲ့ကြောင် စကားတမ်းဝင်တာကတကြောင်အယုဒေတန်တာကြောင်တကြောင်လူချင်းဝက်ကိုစောင့်တိတာကတကြောင်ကြောင်မူးနေတဲ့အချိန်ကိုလုံးဝစကားပြောလို့မရှိပဲအမှုပြင်မှာဝိုင်းနဲ့ဝင်လာခဲ့ပါတယ်အဘဲဆရာကြီးပြပြီးဥတန်ငယ်နဲ့ဆက်ဆက်လို့လဲမှော်ပြညာစကားဝိုင်းကကြော်ထင်းရဲ့ဒါအကြောင်းကိုစက်ဝင်တစားမေးမြန်းပြောဆိုနေကြတယ်ဆိုပါဦးမောင်ကြော်ထင်းရမိကင်ထားတဲ့ဓာတ်နဲ့ကြောင်ငါကဓာတ်ရည်ဆိုတိတ်ကိုစက်ဝင်စားတာကွာဦးကြီးကဓာတ်ရည်ကိုစက်ဝင်စားတယ်လို့ပြောပြီး ဘာကြောင့်ဒီဘဘဲထူးတဲ့အတန်တူအလေးကြီးကိုလက်နဲ့ဖြစ်တော့ရတာတော့ဒီသူကြီးကိုတယောက်ယောက်ကိုင်းတာမြုံမွသလိုလိုပဲအကြီးအတော်ဦးကြီးကဓာကြီးကန်လေးရှိပါတယ်ဒီပိုက်တာ20လောက်လေးတဲ့တူကြီးကဦးကြီးရဲ့မိတ်ဆွေဦးတော်မကိုလက်ဆောင်ပေးထားတဲ့ပစ္စည်းသူဆုံးမသွားပြီးတဲ့နောက်အမတ်တရအနေနဲ့ဦးကြီးလည်းဒီတန်တူကြီးကိုပဲကိုင်းတော့တာဆိုပါတော့အော်ကျောက်တို့မြေအောက်ဖက်မှာတချင်ကအသက်အကြီးဆုံးတဲ့ တိတ်ကိုလေးစားရတဲ့ဦးတော်မကြီးရဲ့လက်နဲ့ချစ်နေတာကိုဒါကြောင့်မြင်မှုပါတယ်လို့တွေးနေမိတာကျုပ်ထားကြောင့်ပြောရမယ်ဆိုရင်တော့ပြောစရာတော့များများဆဆမရှိပါဘူးရှင်းအောင်ဓာတ်တက်လက်လို့တော့ပြောရမှာပဲကောင်းမခေအထီတာလန်လန်းမိတော့တယ်နှစ်ပေါင်းဘလောက်ကြပြီလဲတော့ကျုပ်လည်းမသိဘူးဗျကျုပ်ကတခြားမော့ရလို့ဘာမှမတတ်ဘူးဂျီဓာတ်ဟုတ်တာညရှိတိုင်းသုံးနေတော့တာဆိုပါတော့အခုဒီအချုံနောက်မှော်တန်ဝင်းနေနေတွေ့မှာပဲကျုပ်ဓာတ်လည်းနမယ်ပြည့်ရော် ဒီလိုမဟုတ်ပါဘူးကွာ။ဦးကြီးရဲ့တသက်မှာဒီလိုတခါမှမမြင်ဘူးသေးတဲ့တဘာဝမဟုတ်တဲ့တန်တတုဆက်ဌာနကတော့အတော်လေးကိုအဆက်ထပ်ပုံရတယ်။ဒီတန်ငွေရတန်တွေရရိုးရိုးတန်တွေပါ။စီရင်သူဆွဲနေလို့တာ။ကျောက်အခုမှပဲသတိရတယ်။ကိုတုံးမောင်ကိုင်းနဲ့ကိုဌာနတန်တွေဓာတ်နဲ့ကျောက်ရဲ့ဓာတ်ဘယ်ဟာကောင်းလဲဆိုတာ။အသားကြီးရှိပြီခေါက်ကြည့်ချင်တယ်ဗျာ။ကိုကျော်ထေခမရတကယ်ပဲစမ်းကြည့်ရင်တော့ကျောက်ကလည်းကိုကြီးရမှာပေါ့။ ဒီဓာတ်နလကရန်သူအဖြစ်တကြိမ်ဆုံမှုတွေကြောင့်ယခုတော့မပြည့်စွေပြည့်ဓာတ်ပညာလေးပါဖလှယ်ရတာပေါ့။ကဲစိတ်ရပြဇေယျဘောကထူမောင်နဲ့ကျော်ထင်းတို့နှစ်ယောက်ဓာတ်ကိုစီကင်ပြီးတော့မှဆင်းသွားကြတယ်။ဇေယျဘောကျန်နေကြတဲ့သူတွေကလည်းပွဲကြည့်ပရိသတ်လို့ဝိုင်းကြည့်နေကြတယ်။အဲနောက်မပြည့်စွေပြည့်မြို့ဝေးတောက်အောင်နိုင်ဝက်ခန့်ရှင်းခုတ်ကြတယ်။ဒီချိန်မှာတော့နှစ်ယောက်သားအားထည့်ပြီးမိုးထောက်ကိုစီပိုက်ကြရင် ထူမန်ကကျော်တရဲ့ခိုးချက်ကိုကလိုက်တော့လက်ခပြီးဓာတ်လွတ်တော့မလို့ဖြစ်သွားတယ်။ကျော်တရဲ့ဓာတ်ရည်ပညာကြွက်ကျင်မှုကိုအလုံးမြင်လိုက်ကြရတယ်ဆိုပေမဲ့ဟာတော်ပြီကိုထုံးမောင်ကြီးဘာလို့ပြအလက်နဲ့ကြာကျုပ်သားမှခက်သေးသေးလေးပဲ့သွားပြီဗျအဆမ်းမဲ့ပြို့မဆိုးတလောက်ကလေးဆိုပေမဲ့ကျုပ်သားနဲ့ရှင်းခုတ်သမ ्या ဘယ်တော့မှဆိုကျိုးတာပဲအခုကျုပ်သားပထမဆုံးအချိန်တန်သားပဲ့တာပဲဗျထူမောင်ကကျော်တင်ရဲ့ဓာတ်ရည်ကိုမမိပေမဲ့ ဒါချင်းရှင်ရဲ့ထူးမောင်တာကိုပို့လို့ကောင်းနေတော့ကိုတွေ့ရတယ်။အခုချစ်ချစ်ရဲ့ဓာတ်ခုပ်ပွဲမှာတော့မော်ပညာလုံးဝမပါပဲ။ဓာတ်တိုင်းပညာတတ်တတ်ရှင်းပြန်ခဲ့ကြတာဖြစ်ပြီးကျော်တင်ရဲ့ဓာတ်ကအသွားအနည်းငယ်ပဲ့သွားတယ်။ဥတန်ငယ်ကြီးကိုပြင်ခန်းလိုက်ပါဗျ။ခက်တီးတီးပါ။ထူးမောင်ပြောသူလို့ပဲကျော်တင်ကလည်းသူ့ဓာတ်ကိုပြမို့ပဘဲဆရာကြီးဥတန်ငယ်ရဲ့လက်ထဲဓာတ်နဲ့ကိုထည့်ပေးလိုက်တော့တယ်။ဘယ်နေရာပဲ့တာတော့ကွာပြကြည့်ပါဦး။ဟောဒီမှလေဗျာ။ဟုတ်ဗျာ။ ထိုးစားနေပြို့အဖေနေရာကပြင်းပြသွားတယ်ဗျကို့ဒါအကြောင်းခုမှသိရသလားတခါမှဒီလိုမဖြစ်ဘူးတော့မသိရဘူးလေဗျဓာရီရတော့လူတွေနဲ့လက်ဖက်ပါတယ်ကွာတကယ်ကိုအကြောင်းမဓာကောက်နေပါပဲကဲမိုးချုပ်လာပြီဗျနားကြအောင်စို့ဒီလိုနဲ့ထူးမောင်တို့အုပ်စုဇတ်တိုင်ဆိုသလိုပဲပင်မန်းကိသမြကိုတင်းကျိုင်းမှာအပန်းဖြေခဲ့ကြလေတယ်နေရခတ်တာနေရမယ်လို့တွေးထားပေမဲ့ဥကလာကထူးမောင်ကို ကြစ်ရှိနေသေးတဲ့သေဇောတက်နဲ့ဝါရော့တက်ကြစ်စင်တွေကိုလေ့ကျင့်ပေးနေတာကြောင့်နှစ်ပတ်ကကြာသွားခဲ့လေတယ်။ဒကြီးလေးပါမှော်ကြစ်စင်ကအပိတိုင်မဟုတ်ဘူးဆိုပေမဲ့လုံလောက်ပြီမို့ဥကာလာကိုနှုတ်ဆက်ပြီးလေဦးသားပြတ်ထွက်လာခဲ့ကြပြန်တယ်။သူတို့ကတလက်ကောက်လို့ခေါ်တဲ့ဘာထူးကြီးကိုရှာဖို့ဆက်လက်ထွက်ခွာလာခဲ့တယ်။ကိုကျော်တဲ့အဲ့ဒီလူကြီးကဘယ်နှောင်မှနေတယ်ကြားတော့ဗျ။ဒီတိုင်းရှာနေလို့တော့မတွေ့ဘူး။ထမင်းငုံဆိုတဲ့ရွာတော့သူ့ရပဲကိုထူးမအောင်။ဒါပေမဲ့ ဒီလူကြီးကနေရအတီတကျမနေဘူးဗျမြေအောင်ဖွဲ့ဝင်ဆိုတော့တည်တဲ့အတိုင်းတာဝန်ရှိအောင်မနေတော့တာပေါ့ဒါပြည့်သူ့ကိုဘာတွေလုပ်နေလဲသိရအောင်စုံစမ်းနေသူ့ရဲ့နေရက်ကိုတည်နေမှထင်တယ်အထူးစုံစမ်းမမလိုပါဘူးဗျခဏဆောင်ကျော်တရအနီးနားဝင်းကျင်မှာအပေခက်မြင့်မြင့်ကိုရှာလိုက်တယ်ထမ်းမြင့်ကြီးတပီကိုတွေ့တဲ့ခါကျမှထမ်းမြင့်ရှိရာစီကိုရှောက်သွားလို့ဓာတ်နှုတ်ကိုထုတ်တယ်အဲနောက်ထမ်းမြင့်ဓာတ်စီပြစ်ဆက်လိုက်တော့ အသေးညာခိုင်ကိုဟိုဘက်ကနေဒီဘက်ဆက်ဝင်သွားခဲ့တယ်။ဒီနောက်ဓာတ်နောက်ကိုထားခဲ့ပြီးကြော်ထဲလဲထူးမှန်လို့နဲ့အတူတူခီးဆက်ခဲ့ကြပါလေ။ကြော်ထဲပြုတ်လောက်တဲ့အရာကိုဘသူမှနားမလဲကြပြီမဲ့မြင်းမြဲချင်းမပြုတ်ကြ။ခရီးတန်ကြအောင်သွားပြီးတဲ့အခါမှာကောင်းမြင်မြင့်ထက်ကကြော်ထင်းရဲ့ဓာတ်နောက်ကထိုးကြလာပြီးကြော်ထဲလဲစီးဖမ်းလိုက်လိမ့်တယ်။ဓာတ်ကိုစွန်ကြီးကခြိလာတာဖြစ်ပြီးစွန်ကြီးလဲထိုးစင်းလာတော့ကြော်ထင်းကသူ့လက်ပေါ်မှာနားစီတယ် ကျော်ထင်ရဲ့စုံကိုရှာတဲ့နီလန်းကိုလည်းအားလုံးကသဘောကျနေကြတယ်။ကျော်ထင်ကပန်းဖြူနဲ့ဥတန်ကဲတို့လက်ကအတက်ဝင်းတွေကိုစုကြည့်မြအောင်ပြလိုက်တော့စုကြည့်ကဥတန်ကဲတို့လက်ပေါက်ကိုတက်သွားပြီးတက်ဝင်းတွေကိုနှုတ်သီးနဲ့ပေါက်ကြည့်တယ်။အဲနောက်အနောက်ရက်ကိုပြန်သန်းသွားတော့ကျော်ထင်ကကဲဒီကောင်ကြီးတွေကအများအယုံအတော်ကောင်းနေပြ။ဒီအတက်ဝင်းတွေကိုမှတ်ထားပြီးတော့ပုံစံတူအားကိုအာရုံခံသွားကြလိမ့်မယ်။တေချာလေးချိန်ထားတဲ့အကောင်ကြီးဆိုတော့ ဆိတ်ချလက်ချတာနောက်ကလိုက်ကြပြီတော့ဒူးမောင်တို့ဖွဲ့စုန်ကြီးဝဲပြန်သွားရနောက်ကိုခရီးဆက်ခဲ့ကြတယ်စုန်ကြီးကလည်းလူလိုနားလေတရားနဲ့ကောင်းငင်မြင်းကနေမပြတ်မဲထူးမောင်တို့အဖွဲ့ကိုစောင့်နေတာဒီလိုနဲ့ခရီးကအတော်လေးဝေးခဲ့ပြီးတော့ရှေ့မှာရွာလေးတစ်ယောက်ကိုမြင်နေရလိမ့်ပြီကိုကျော်ထေရှေ့ကဘာရွာတော့အလဲကုန်းလို့ခေါ်တယ်ဗျဟိုဘက်ကညာဝိုင်းရွာတဲ့ဟိုမှာခရီးလေးမြင်နေရတာကဘာထူးကြီးနေတဲ့ထမ်းမြင့်ကုန်းဆိုတဲ့ရွာပဲ ကျောက်ကောင်ကြီးကထမ်းမေကုန်းဘောက်ကိုမသွားဘဲနဲ့အလဲကုန်းဘောက်ကိုသွားနေတာဗျ။တခုခုတော့ရှိနေမယ်။လာဗျ။ကြော်ထင်းနဲ့အတူတူထူးမောင်တို့စူကြီးနောက်ကိုအမိလိုက်ကြတယ်။ရှေ့မှာစူကြီးကပြန်နေရကနေဆင်းလာပြီးဆက်မသွားဘဲလဲခွင်းထက်မှာပဲဝဲနေတယ်။ထူးမောင်တို့ကလဲငါးခွက်ကျော်ကဝီဝီကျန်နေခဲ့တယ်ဆိုပေမဲ့အဲ့ဒီနေရာကိုအမြန်သွားလိုက်ကြတယ်။ညရောက်တဲ့အခါမှာတော့လက်ကသင်းဘေးမှာလဲကြအသိဆုံးနေတဲ့မိမအလောင်းတလောင်းကိုတွေ့တော့ဦးတန်ကြီးကအနီးကပ်ပြီးစိတ်စိတ်ကြည့်လိုက်တယ်။ အသက်ခရတာပဲကွ။ညမှာတည်ထားတဲ့ပုံပဲ။အသက်30ကျော်လောက်ရှိပြီ။လယ်ဝီတဲ့တဲ့မှာညိုမဲဆွေးနေတဲ့ဒဏ်ရာရှိတယ်။တခုခုနဲ့ပြင်းပြင်းထန်ထန်ရှာမိထားသလိုလယ်ဝီရိုးကျုပ်ပြီးတည်နေတာဟဲ့။ဘယ်ရွာလဲမသိဘူး။ဟာဒီမှာတဲတော်စားတွေ့ပြီဟဲ့။ဦးတန်ကကတည်ဆုံးနေတဲ့မိမအလောင်းရဲ့အနီးကလက်ကောက်တကွေးရဲ့တန်ခွင်တကွေးကိုတွေ့ရတယ်။သူတို့လက်ထဲမှာရှိတဲ့တန်ခွင်နဲ့ပုံစံတူဖြစ်ပြီး စတီးလိုပြောင်လဲနေလေတယ်။ဦးတန်ငယ်ကတဝင်းကိုပြန်ချပြီးတော့ထူးမောင်တို့ရှိရာစီကိုပြန်လာခဲ့တယ်။ဦးကြီးဒါဘာလို့ကြီးလက်ချက်ပဲဖြစ်လိမ့်မယ်။ဟောက်မှာပေါ့ကွာ။ကဲဘာဆက်လုပ်ကြမလဲ။ရွာထဲကိုဝင်ကြတာပေါ့။အလဲကုန်းရွာထဲကိုဝင်တဲ့အခါရွာထဲမှာရှိတဲ့သူကိုတကြီးအိမ်ရှိရာစီကိုမေးမြန်းပြီးတော့အဖွဲလိုက်သွားရောက်ခဲ့ကြတယ်။တကြီးအိမ်ကိုရောက်တဲ့အခါမှာတော့တကြီးကလာရေးကိစ္စကိုမေးမြန်းတဲ့အခါ ရွာအပြင်မှာအလောင်းတလောင်းတွေ့ရတဲ့အကြောင်းကိုထူးမုံနုကပြောလိုက်တယ်။ဒီအခါရွာတကြီးကရွာသားအနှဲငယ်ကိုခေါ်လို့အလောင်းကိုစစ်ဆေးဖို့နဲ့ရွာအပြင်မှာထားဖို့ပြောလိုက်လေတယ်။ခဏကြာမှာတော့အလောင်းကိစ္စဖြစ်ရှင်းဖို့သွားတဲ့ရွာသားတစုကဒေါက်တာလက်နက်ကိုစီးနဲ့တကြီးအိမ်ကိုဝင်လာခဲ့ကြတယ်။တကြီးဘာဖြစ်သွားသေးလဲဗျ။ဟာငါကဘာဖြစ်ရမှာတော့မင်းတို့ကရောဒီပုံစံကြီးနဲ့ဘာဖြစ်လာကြပြန်လာလဲ။အလောင်းကရောဘယ်သူအလောင်းလဲ။ကျုပ်တို့ရောမဟုတ်ဘူးဗျ။ ရွာဟုတ်တခါလာဘူးတဲ့မဲတော်လေးပါခဲ့ရမိမကျုပ်တို့အလောင်းကိုမထည့်ရဘူးဗျသူတို့ခိုင်းကလာပြီးရှင်းပါလိမ့်မယ်အေးဒါပြည့်လဲမင်းတို့ကဒုတ်တွေဓာတ်တွေနဲ့ဘာဖြစ်လာတာတော့ပြောကြအောင်တကြီးကိုစိတ်မချလို့လာတာဗျအဲ့ဒီတွေကတော့ကျုပ်တို့တမျိုးတော့မထင်ပါနဲ့ဗျခမရတို့တွေကဟိုလူကြီးနဲ့ဟိုမင်းကလေးရဲ့လက်မဝတ်ထားတဲ့တန်ခွင်းတွေနဲ့စင်တူကွင်းတကွင်းကိုအလောင်းနာနဲ့ကောက်ရခဲ့တယ်ဟောဒီမှာကြည့်ကြရွာသားတွေက တန်ခွင်းကိုစပွဲပေါ်ပြစ်တည်ပြလိုက်တော့တကြီးလည်းတေချာကြည့်ပြီးဦးတန်ငယ်နဲ့ပန်းချူရိုးရဲ့လက်ကတန်ခွင်းနေနဲ့တူနေတာကိုတွေ့ရတာကြောင့်လက်နေတယ်။ရွာသားတွေကသူတို့တကြီးကိုဒုက္ခပေးပြီးအထင်နဲ့လာရောက်ကောက်ွဲကြခြင်းဖြစ်ပါတယ်။ကျော်ထင်းကလည်းရွာသားတွေကိုအထင်မလွဲကြစေဖို့ဖြစ်ရတူကိုရှင်းပြလိုက်တယ်။ဒီခါကျမှရွာသားတွေကဘလို့ပဲဖြစ်ဖြစ်လေခက်ကလာလည်းမကောင်းတော့ကျုပ်တို့အသားမရွာသားတွေမှာဘွယ်အဖွဲ့စီကိုမှယုံကြည်စိတ်ချထားလို့မဖြစ်ဘူး။ ဒီတော့ခမရတော့ဘာကိစ္စမှမရှိဘူးဆိုရင်တော့ဒီရွာနေထွက်သွားကြပါမကြခင်မှာမဲတော်လေးပါခိုင်းသားတွေရောက်လာပြီသူတို့လူကိုတတ်တဲ့ကိစ္စနဲ့ရွာကိုစစ်ဆေးကြလိုက်မယ်ကျုပ်တို့ကလည်းဒီတတ်တဲ့ကဲပစ္စည်းဖြစ်တဲ့တန်ဝင်းကိုယူမထားရဲ့လို့အလောင်းနာကိုပြန်နှောက်အောင်ပါပဲဒီခါသူတို့ရောက်လာပြီခမရတို့ကိုတွေ့ပြဿနာတက်ကြလိမ့်မယ်ကဲသွားကြပြီတော့ကောင်းပါပြီလေကျုပ်တို့လည်းအဖြစ်မှန်ကိုပြောပြပြီးပြီတခြားကိစ္စလည်းမရှိတော့သွားကြတာပေါ့ ထူမောင်တို့အဖွဲရွာထဲကနေထွက်လာခဲ့ကြတယ်။ဘလို့ဆက်လုပ်ကြမလဲကိုထူမောင်။ကျောက်တော်အနေနဲ့ဘာထူးကြီးကိုရှာဖို့အခွင့်အရေးတခုရပြီ။ဒီရွာကထွက်သွားလို့ဘယ်ဖြစ်ပါမလဲ။မကြခဲ့မဲတော်လေးပါးကိုင်းဝင်တွေ ရောက်လာကြမှာဆိုတော့ကျောက်တော်စုံညင်သေးတယ်။ရွာသားတွေကကျောက်တော်ကိုရွာထဲမှာလက်ခံမှာမဟုတ်ဘူးဗျ။ဘလို့လုပ်ကြမှာတော့ရွာရှိတင်းချရှိရေဈေးရှိရလေ။ ထူးမောင်တို့အုပ်စုရွာသားတွေကလက်မခံတာကြောင့်ထူးမောင်တို့ရွာအပြစ်ထွက်ပြီးတင်ញိုင်စည်းရမှာနေလိုက်ကြလေတယ်။ဒီကနေ့ညအလောင်းရှိရာစီကိုမေတော်လေးပါးခိုင်းသားတွေလာကြမှာမို့တောက်တွေးဖို့ကြံစီထားကြတယ်။ထူးမောင်ကမေတော်လေးပါးခိုင်းအပါဝဲခိုင်းကြီးသုံးခိုင်းနဲ့မြင်းဟောက်ဖွဲ့တွေကိုအမြင့်ပြတ်ချိန်မလို့သူဖြစ်လို့အခုညလည်းမေတော်လေးပါးခိုင်းကိုတတ်ခိုက်မယ်လို့တွေးထားတယ်။ညရောက်တဲ့အခါမှာတော့တင်ញိုင်စည်းရကနေအလောင်းရှိရာလက်ကွင်းကြီးဘက်ကိုလှမ်းလို့ချိန်နေကြတယ်။ လာရောက်ခရေးကြောင်ရွာကိုနောက်ခံထားလို့အလောင်းကြီးကိုလည်းအဝေးကနေမသိမသာမြင်နေရတယ်။ကန်သေးဘေးမှာခမမဲတရံကိုသာမြင်နေရတဲ့အလောင်းကောင်ကြီးကတော့ညီတက်နေလေ။ညာဦးရဲ့အခြေတိအလောင်းကောင်ကဘာမှထူးခြားမလာဘူး။ညနေလာတော့အလောင်းကြီးကလှုပ်နေတယ်။လှုပ်နေတာကလည်းတဖြည်းဖြည်းမဟုတ်ပဲတဆက်ဆက်နဲ့တုံနေတာဖြစ်ပြီးပြန်လဲညီတက်သွားခဲ့တယ်။ဒီကအလဲကုန်းရဘက်ကခိုးရီကအသေးတန်ဥကြပြီးတော့အိတ်တန်းကငှက်တွေကလည်းလက်ပြလို့ကတောင်းကနေဖြစ်ကုန်တယ်။ အလောင်းကောင်ကြီးကအနီရောက်အလင်းဆက်တချို့ပွားခနဲ့ထွက်လာပြီးတနရာစီကိုဥတီသွားတော့ကိုလည်းတွေ့ရပြန်တယ်။ဒီကထုံးမောင်တို့လည်းမေတော်လေးပါးခိုင်းကပညာသည်တွေလာပြီးဆိုတာသိလိုက်ရလေတယ်။အလောင်းနာကိုအားလုံးသွားကြမှာလား။မဖြစ်ဘူးကိုကျော်ထင်။ဥတန်ငယ်နဲ့ပန်းလူတော်အနီရများလို့နေပြ။ခမည်းဆောင်ရဲ့ကြည့်ရဲ့ကျုပ်သွားမယ်။ထုံးမောင်ကမျက်လုံးစီးထားတဲ့ပဝါကျိုးအနက်လေးကိုဖြေးချလိုက်တယ်။အလုံးအလားတင်သွားခဲ့ကြတယ်။ ထူးမောင်ရဲ့မျက်လုံးမှာဘာတရားမှမရှိတော့ပဲအကောင်းပကတိဖြစ်နေတယ်။ဒီကဥတန်ငယ်ကထလာပြီ။ထူးမောင်ပြန်ကောင်းသွားတာလား။မျက်လုံးကပုံစံမပြတ်ပေမဲ့မမြင်ရပါဘူးဥတန်ငယ်။စကုတ်ဓာတ်ရူးချစ်စင်တဲ့သားအာယုံခံပြီးသွားလာလှုပ်ရှားလောက်ကန်နေရတာ။ပဝါကစီးချင်လို့စီးထားတာ။ထူးမောင်ရဲ့စကားကိုကြားတော့ပန်းဖြူကပြုံးလိုက်တယ်။မျက်လုံးတွေပုံစံမပြတ်ပဲအစိတ်ထင်ရတတ်တာသွားတယ်ဆိုပေမဲ့ သူစီးပေးထားတဲ့ပူအောက်ကိုမဖယ်ဘဲစီးထားတဲ့အတွက်ကျေနပ်နေတယ်။အဲနောက်ခန္ဓာကိုယ်မှာခြုံထားတဲ့ပန်းဖြူပေးတဲ့ပူအောက်နှုတ်ကိုလည်းဖယ်လိုက်ပြီးပန်းဖြူစီကိုကမ်းပေးလိုက်တယ်။ပန်းဖြူကအမြန်လှမ်းအောင်လို့ထူးမောင်ကိုဓာယူပေးလိုက်တယ်။ထူးမောင်လည်းသူ့အသေးပြင်ကိုမပေါ်လွင်စေဖို့ခုတ်ပေါ်ကျနေတဲ့စပင်ကိုခေါင်းပေါ်ဆုထုံးလိုက်တယ်။ဓာတ်ကိုလည်းခေါင်းမမချိတ်ပဲဆက်လွှဲသားလို့ဦးတိုင်ငယ်စီကစီးပြေးလိုက်ကြီးကိုယူဖွာလိုက်သေးတယ်။အဲ့လိုရုပ်ဖြတ်တဲ့အခါမှာ ထူးမောင်ကအသင်သမီးပြောင်းသွားပြီးတော့ကြည့်ကောင်းနေတဲ့အတွက်ဘန်းဖြူလည်းအပြုံးမရပဲရှိနေလျက်မတောက်တက်ပဲစေပြေလေးဖွာတဲ့ဟန်ကသဘောကျစရာကောင်းလာတယ်။ထူးမောင်ကမန်းနဲ့ပရပိုက်ကြီးကိုတေချာဆောက်ရှောက်ဖို့မှားထားတယ်။အခုမှအဖွဲထဲဝင်လာတဲ့ကြော်တင်ကိုလည်းယုံကြည်ထားတယ်။အဲနောက်ထူးမောင်လည်းအဝေးရလာနေတဲ့မဲတော်လေးပါးခိုင်းသားတွေနဲ့လူသေးအလောင်းကြီးတွေကြားကခီးသွားတူးလို့ခက်တီတီဟန်နဲ့ဖြတ်လျှောက်လိုက်တယ်။ညလာတဲ့အခါမှာမဲတော်လေးပါးခါဝင်တွေကိုပြ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 မြင်ရတယ် အမျိုးသမီးတွေသာများပြီးတော့သူတို့ရဲ့အကြီးအကဲအဆအမျိုးသမီးကြီးပဲယောက်ျားအ ਨੇ စုကအစေပါတချို့နဲ့တတ်တော်စားတချို့အဖြစ်သာလိုက်ပါလာခဲ့ကြတယ်ထူးမောင်ကအမောင်နဲ့ရုတ်တရက်မြင်လိုက်ရတဲ့အခါဘယ်သူဘဲဝါမသိတာကြောင့်ယောက်ျားငါးဦးခန့်ကိုမဲတော်ကြီးဆိုသူကအမိတ်ပေးလိုက်တယ်ဒီခါမှခိုင်းသားတွေကလည်းဓာတ်လို့ကန်လို့ထူးမောင်ရှိရာစီကိုပြေးဝင်လာခဲ့တယ်ထူးမောင်လည်းအမောင်ထဲမှာဝိုးတော်အာယုံနဲ့လာနေတဲ့ခြေတက်တွေကိုနားစင်ရင် တန်တီဓာတ်ကိုဆွဲထုတ်ကာကြော်ပြေဆောက်လိုင်းနေလိုက်ပါတော့တယ်။ပရိသတ်များရှေ့မန်နဲ့ထူးမောင်နဲ့ပညာတဲ့အလောင်းဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အပိကကြတဲ့ပရိသတ်တွေတူဦးချင်းစီကိုခြေစုထူးပဲတည်ရှိသလို။ဆာရည်သူမဟင်ခန့်ဥဒ္ဒာတီပါကိုလည်းခြေစုထူးပဲတည်ရှိပါတယ်ရှေ့။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်ထာဝရပန်းဆိုင်နိုင်ကြပါစေရှင်။